အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့ဇွန်လ20ရက်နေ့ရာခိုင်သတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုဒေါ်လာညချမ်းပါလို့နှုတ်ခွန်းဆက်တာပါတယ်အဲ့တော့ဒီကနေ့ညရဲ့ထူးထူးခြားခြားနားဆင်ရမယ့်သတင်းတွေကတော့တောင်သားမှာအချင်းချင်းနှိပ်ဆက်တက်ဖြတ်ထားတဲ့ပြူစောတိရုပ်အလောင်းတစ်ခုကိုတွေ့ရှိရတယ်လို့သိရပါတယ်အဲ့ဒီလောင်းတဲ့ဒူတနက်တလက်ခဲယမ်းတွေကိုဒီဒေါ်လာရေးတက်ဖွဲ့ကသိသိနိုင်ခဲ့ပါတယ်ခင်ဗျာစေအိုးစုရဲ့လိမ်မိုင်းဆန်ရကျူးလွန်မှုခံရသူတွေထဲမှာအသက်ငယ်ဆုံး၄နှစ်ကနေ အသက်အကြီးဆုံး84နှစ်အထိပြည်သူတွေပါဝင်တယ်ဆိုပြီးကုလသမဂ္ဂမှာဦးကျော်မွန်ထွန်းကပြောလိုက်ပါတယ်ကုလသမဂ္ဂကဗာဆက်ပြီးတော့လုံမှာပါလေမုံရွာပတိန်လမ်းပိုင်းမှာစစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှုမှာတော့ဂျမတ်စစ်ရှုံးကောက်စီတပ်သား၄ဦးသေဆုံးသွားပါတယ်ခင်ဗျာအေအေကသိမ့်ပိုက်ထားတဲ့မင်းပြမြို့နယ်ခမရ380တန်းရင်းကိုစစ်ရှုံးကောက်စီကလေရင်နဲ့ဘုံကျဲပြန်ပါတယ်အေရီတိုင်းထဲမှာတော့စစ်မှုထမ်းမဲပေါက်သူတွေထွက်ပြေးလို့ အိမ်အောင်စုစီးရင်တောင်းပြီးတော့ကြံရှိတဲ့လူတွေကိုဖမ်းသွားတယ်လို့သိရပါဗျ။ဒီသတင်းနေနဲ့အတူဒီကနေ့ညရဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုနားဆင်ရပါပါခင်ဗျာ။အဲ့တော့ပြမဆုံးသတင်းတစ်ပုဒ်နေနဲ့မန္တလေးတိုင်းတောင်သာမြို့နယ်မှာပြူစောထီအချင်းချင်းနှိမ့်ဆက်တက်ဖြတ်ထားတဲ့ရုပ်လောင်းတလောင်းနဲ့အတူတနက်တလက်ခဲရန်တွေပါသိရှိရရှိခဲ့ကြောင်းတောင်သာပကဖတောင်ဝင်ရှိသူတို့ကပြောပါတယ်။မနေ့ကဂျွန်လ16ရက်နေ့မနက်ပိုင်းမှာတောင်သာမြို့နယ် ထနောင်းကုန်းရွာပြူစောတိတွေကနီးနားမှာရှိတဲ့ကြေးရွာတရွာတွေကိုဝင်ရောက်ပြီးပြည်သူလူထုပိုင်ဆိုင်တဲ့နေအိမ်တွေကပစ္စည်းတွေကိုဝင်ရောက်ခွဲယူခဲ့ကြောင်းအဲ့ဒီစစ်ရှုံးကောင်စီတက်လက်အောက်ခံပြူစောတိတွေကစခန်းကိုပြန်လာတဲ့ချိန်လမ်းမှာပြူစောတိအချင်းချင်းနှိပ်ဆက်တက်ဖြတ်ပြီးရုပ်လောင်းတဲ့အတူကာပိုင်မျိုးစားတက်လက်ကာပိုင်ကြီးအတောင်230ကြီပေါက်နှစ်ခုတွင်တဲ့အတူစွန့်ပစ်ထားခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာအဲ့တော့ဘယ်လိုအကြောင်းကြောင့် တက်သွားတာလဲဆိုတာတော့သတင်းအတိအကျမရဘူးတင်ဆုံးတဲ့ပြူရဲ့နံပါတ်တွေလည်းမသိရဘူးကင်းမောဝစ်ပြီးတော့စောင့်နေတဲ့ရဲဘော်တွေနဲ့လည်းတိုက်ပွဲမဖြစ်လိုက်ဘူးသူတို့အခြားလမ်းကနေပြန်သွားတာဆိုတော့လမ်းမှာပဲသူတို့အချင်းချင်းပြန်တက်ပြီးထဏောင်းကုန်းရွာကိုပြန်ဆုတ်သွားတာသူတို့ကအနီးနားကကြေးရော်တွေကိုရပန်ရန်ကားထွက်ထွက်ပြီးတော့လူရက်တဲ့သဘောပါအင်အားကတော့40လောက်ရှိတယ်လို့သတင်းရထားတယ်ဒါပေမဲ့40လုံးမထွက်ဘူး10ယောက်ထွက်လိုက်15ယောက်ထွက်လိုက် ခုနှစ်ယောက်ရှစ်ယောက်ထွက်လိုက်နဲ့ထွက်ထားဆိုပြီးတောင်တာပကဖတာဝန်ရှိသူတဦးကအခြေအနေသိစိတ်ကိုရှင်းပြပါပါခင်ဗျာတောင်တာမြို့နယ်ထနောင်းကုန်းကျေးရွာနေဒီထူးအောင်ခေါင်းဆောင်နဲ့ပြည်စောတိဖွဲ့ကနီးနားမှာရှိတဲ့ကျေးရွာတွေကိုဝင်ရောက်ခိုးယူနေကြောင်းတရင်ရ တောင်တပကဖရဲဘော်တွေကတွားရောက်တိုက်ခိုက်ဖို့ကင်မုံဝစ်ပြီးတော့စောင့်ဆိုင်နေတဲ့အချိန်ခလန်လန်တောဆက်တဲ့နေရာမှာပဲလက်နက်ငယ်ပစ်ခတ်တန်တွေကြားခဲ့ရတယ်လို့လည်းဆိုပါတယ်။ဒါကြောင့်မလို့အဲ့ဒီနေရာကိုနေမင်းရှင်းလင်းရေးတွားရောက်တဲ့အချိန်မှာပြူစောတိအချင်းချင်းနှိမ့်ဆက်ပြီးတော့ပစ်ခတ်တက်ဖြတ်ထားတဲ့ရုပ်အလောင်းလက်နက်ကိုတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ။ရုပ်အလောင်းဓာတ်ပုံမှာလည်းဒီအညူမွေးဆွဲတဲ့ဒဏ်ရာတွေဘေးနားမှာပြန့်ကျက်နေတဲ့တနတ်နဲ့ကြည်စံတွေကိုလည်းတွေ့မြင်ရပါတယ်။အဲ့တော့တချို့ကလည်းသုံးသက်ပြောဆိုကြပါတယ်ပြူစောချီပြူစောတီ အချင်းချင်းတတ်တာဆိုလို့ရှိရင်တနက်တွေပါပြီးပြန်ပြီးတော့တင်းယူသွားမှပေါ့ဆိုပြီးတော့ပြောတာမျိုးတွေရှိပါတယ်ဒါပေမဲ့ပြန်ပြီးတော့ထပ်ပြီးတော့စဉ်းစားကြရကတော့ပြူစော့တီတွေကသူတို့အချင်းချင်းတတ်တာဆိုရင်တော့ပြန်ပြီးတင်းယူသွားမယ်ဆိုရင်သူတို့ပြန်ပြီးတော့အေးအေးယူခံရနိုင်တဲ့နေထားမျိုးရှိနေတဲ့အခါအဲဒီတော်လိုင်းတက်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ရင်လည်းတေးတာဆိုပြီးတော့သတင်းလွှင့်ခြင်းလို့ဒီတိုင်းရုပ်အလောင်းရောတနက်တွေရောပါထားခဲ့တာလေဖြစ်နိုင်ပါတယ်ဘလိုပဲဖြစ်ဖြစ်ပြူစောတီတွေအချင်းချင်းတက်လို့တေးတာပဲဖြစ်ဘလိုပဲတေးတေးသုံးသွားတဲ့ရုပ်အလောင်းတစ်လောင်းနဲ့အတူ ပြည်သူဒုက္ခပေးတဲ့လူတယောက်ရော့သွားမယ်လက်နက်ခဲယမ်းတွေလည်းတော်လိုင်းတပ်ဖွဲ့တွေကသိမ်းဆီးရရှိနိုင်ခဲ့တယ်ဆိုတော့အတော်လေးကောင်းမွန်တဲ့သတင်းဖြစ်ပါတယ်။အဲကျွန်တော်နောက်ထပ်ရုပ်တံပိုင်းတစ်ခုပါအခုတွေ့နေရတဲ့ရုပ်တံပိုင်းကိုတော့ရှင်တန်းမှာတိုက်ပွဲဝင်နေတဲ့ရဲဘော်တို့ကတင်ထားတာကိုကျွန်တော်တို့တွေ့မြင်ရပါတယ်။ဒီရုပ်တံပိုင်းထဲမှာကျွန်တော်တို့ကြည်ရင်နဲ့တွေ့လိုက်ရတာကတော့ ဘောကောင်လေးလုတ်ပေးပါဦးဟာသင်ငယ်လေးပဲတောက်ပေးသင်ငယ်လေးပဲ ေတန်းမှာသူတင်ကိုတင်ပြစ်နေတဲ့ရဲဘော်ရဲ့အသက်ကိုကယ်ခဲ့တာကတော့ជីကာအုတ်ထုတ်တလုံးပဲဖြစ်ပါတယ်ဒီជីကာအုတ်ထုတ်တာမပါခဲ့ဘူးဆိုရင်ရဲဘော်ရဲ့အသက် ခုချိန်လောက်ဆိုရင်ကျွန်တော်တို့အာသာမီဖြစ်နေအလေးပြုနေရလောက်ပါပြီဒါကြောင့်မို့လို့ဒီရုပ်တံပိုင်းမှာဦးစားပေးပြီးတော့ပြောပြချင်တာကတော့နေ့စဉ်နဲ့မျှနိုင်ငံတဝမ်းကတော်လိုင်းတပ်ဖွဲ့အသီးသီးကရဲဘော်တွေအတွက်လိုအပ်တဲ့ជីကာအုတ်ထုတ်တွေပြီးလို့ရှိရင်ကျွန်တော်တို့ជីကာပြားတွေနဲ့ဒီဟို ဘတ်စ်ဒီနောက်တစ်ခါဖနက်တွေလိုအပ်တဲ့အရာတွေကိုနေ့စဉ်နဲ့အမျှကမ်ပိန်းတွေပြုလုပ်ပြီးတော့တောင်းဆိုနေကြတာရှိပါတယ်တောင်းဆိုနေကြရတာကဘလောက်ထိအရေးကြီးလဲဆိုတာကိုကျွန်တော်တို့ဒီလိုရုပ်တံဖိုင်တွေကိုကြည့်ရှုရင်းနဲ့သိနိုင်ပါတယ်အဲ့တော့ကြည်တစ်ချက်လက်နဲ့ကြည့်စတစကအစလေးကတော့တိတိလေးပေါ့နော်ကြည်ထိတ်ဖို့ကလည်းတိတိလေးပါပဲဒါပေမဲ့အဲ့ဒါကအုတ်ထုတ်တာမပါခဲ့ဘူးဘတ်စ်ဒေတာဝစ်စင်မထားနိုင်ခဲ့ဘူးဆိုလို့ရှိရင်ရဲဘော်တယောက်ရဲ့တက်ဝင်းညင်ကို နှုတ်ယူသွားနိုင်တဲ့အရာတွေပါဒါကြောင့်မို့လို့ကြီကာတွေအထုပ်တွေကိုကျွန်တော်တို့ပြည်သူတွေကရဲဘော်တွေကိုနိုင်တဲ့ဝင်ထမ်းပြီးတော့တက်ဆင်ပေးရပါလိမ့်မယ်ဒါမှကျွန်တော်တို့ရဲဘော်တွေရဲ့အသက်ကိုကယ်တင်နိုင်ပါပါဒီဖြစ်ရကတော့ကျွန်တော်တို့တကယ်ကိုပဲဟိုကြည်ရင်နဲ့ပြည်သူတွေပါလှုပ်ပေးရမယ်ရဲဘော်တွေပါလိုအပ်တယ်ဒီပစ္စည်းတွေကဘယ်လောက်ထိအရေးကြီးတယ်ဆိုတာကိုဆုံးဖြတ်ချက်ချနိုင်တဲ့ရုပ်သံပိုင်းဖြစ်ပါတယ်အဲ့တော့ကြီကာအထုပ်တစ်လုံးကတော့အစားအစာရှိပါတယ်၅သိန်း၆သိန်း စေသိန်းဝင်းကျင်တန်းစကားသိန်းဝင်းကျင်တန်းသူ့ရဲ့ level တွေအလိုက်ဟိုပို့ပြီးတော့ဈေးပေးရတယ်ပို့ပြီးတော့ထူတယ်ပိုကောင်းတယ်ဆိုရင်တော့ခုလိုမျိုးကြည်စံလာမှန်ရင်တော့မှအသက်ကိုကဲတင်နိုင်မယ်အသက်မဆုံးရှုံးရဘူးဆိုတော့အရာလက်မျိုးရရှိမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီရုပ်သံ finding နဲ့ပတ်သက်ပြီးပြောချင်တာတော့ဘီသူတွေရဲဘော်တွေလိုအပ်တဲ့အသက်အမြအရေးကြီးတဲ့ပစ္စည်းတွေကိုပြည့်စုံအောင်တက်ဆင်ပေးကြပါလို့ဒိုင်တွန်းလို့ဆိုရခြင်းဖြစ်ပါတယ်အဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုကျွန်တော်ဆက်ပြီးသွားအောင်ပါဒါကတော့ အကြမ်းဖက်ဆစ်ရှုံးကောင်စီအုပ်စုရဲ့လိမ်မိုင်းဆိုင်ရာကျူးလွန်မှုခံရသူတွေထဲမှာအသက်အငယ်ဆုံး၄နှစ်ကနေအကြီးဆုံး84နှစ်ထိပြည်သူတွေပါဝင်ကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမကြီးဦးချုပ်မိုးထွန်းကပြောကြားလိုက်ပါတယ်ခင်ဗျာအမေရိကဂျွန်လ19ရက်နေ့ကအမေရိကန်နိုင်ငံနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့စက်တကြိမ်မြောက်ပြည်ပခတွင် လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုပပျောက်ရေးနိုင်ငံတကာနေ့အထိမ်းအမှတ်အစီအစဉ်မှာဦးချုပ်မိုးထွန်းကထည့်သွင်းပြီးတော့ပြောဆိုတင်ပြခဲ့တာပါစေယုစုနဲ့ သူတို့နဲ့ဆက်ဆက်ပတ်သက်ဆက်နွယ်သူတွေကလိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့အခြားသောထိုင်းလန့်ပွဲကောင်းတဲ့အကြမ်းဖက်မှုတွေကိုစနစ်တကျကျူးလွန်လျက်ရှိပြီးနစ်နာရတဲ့ဒီတားကောင်တွေကတော့အမျိုးသမီးတွေမိန်းကလေးငယ်တွေအမျိုးသားတွေနဲ့ယောက်ျားလေးရိတာမကဘဲနဲ့ LGBTIQ နိုင်ငံရေးတကြွလှုပ်ရှားသူတွေနဲ့ဒီမိုကရေစီထောက်ခံသူတွေလည်းပါဝင်ကြောင်းစေုပ်စုရဲ့တားကောင်တွေထဲမှာအသက်အရွယ်ငယ်ဆုံး၄နှစ်ကနေအသက်အကြီးဆုံး84နှစ်အထိပါဝင်ကြောင်းကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ် ။တမကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်တာလည်းဖြစ်ပါတယ်ခင်ဗျာ။မြန်မာနိုင်ငံမှာမတရားဒီစစ်အာဏာသိမ်းထားတဲ့ကာလတလျှောက်ပြည်ပခန့်တွေအတွင်းမှာလိမ်မိုက်ဆိုင်ရာကျူးလွန်မှုတွေကတော့အလွန်မင်းဆိုးဝါးလာလျက်ရှိနေတာကြောင့်ဆွေးနွေးတဲ့အကြောင်းအရာဟာမြန်မာနိုင်ငံနဲ့အထူးကိုက်ညီမှုရှိပါကြောင်းစေအိုစုဟာလွန်ခဲ့တဲ့လင်းနစ်ကျော်ကာလအတွင်းမှာနိုင်ငံတကာလူသားချင်းစာနာမှုဒီဆိုင်ရာဥပဒေတွေနိုင်ငံတကာလူခွင့်ရေးဆိုင်ရာဥပဒေတွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့ပြီး ပြည်တွင်းတရားဥပဒေစိုးမိုးရေးကိုလည်းလုံးဝပြတ်သုံးစေခဲ့ကြောင်းထောက်ပြထားပါတယ်ခင်ဗျာစေအုပ်စုကရာဇဝတ်မှုတွေကျူးလွန်ရမှာအတင်းကျပ်ဒီဖော်ချုပ်ဖို့စေခိုင်းတာတွေလိမ်မိုင်းဆိုင်ရာဒီပြည့်ရဲ့လောင်ပြောင်မှုတွေပြုလုပ်တာတွေထိမ့်သိမ်းဖန်ဆီးခံထားရတဲ့အချိန်မှာညံပန်းနှိမ့်ဆက်တာတွေအဲ့ဒီပုံစံအမျိုးမျိုးကိုကျင့်သုံးနေကြောင်းအဲ့လောက်တာမကားပဲနဲ့ရာဇဝဲကောင်တွေအနေဖြစ်နေအာဓမပြုကျင့်တာတွေနဲ့အုပ်စုလိုက်အာဓမပြုကျင့်တာတွေကိုစင်နီပြူဟာစစ်လက်နက်ဖြစ်နေအစင်တစိုက်အတုံးချလာလျက်ရှိကြောင်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာအသက်ရှင်တန်နေရတဲ့တားကောင်တွေသာမကဘဲနဲ့သူတို့ရဲ့မိသားစုဝင်တွေမိတ်ဆွေတွေလည်းဒီစိတ်ထိခိုက်ရတဲ့အထင်မှာပါဝင်ကြတာကိုတွေ့ရှိရတယ်လို့ဦးကျော်မထွန်းကပြည့်ပြည့်တသားပြောဆိုခဲ့ပါတယ်ခင်ဗျာဒါကတော့ဖြစ်စဉ်တွေတက်တွေတွေကိုမူတည်ပြီးအဲ့ဒီတက်တွေတွေနဲ့တကွာဦးကျော်မထွန်းကတော့ကုလသမဂ္ဂကိုအခွင့်အခါရရင်ရတယ်လို့မျိုးတင်ပြဆွေးနွေးလေးရှိပါတယ်ကုလသမဂ္ဂကတော့ဗာဆက်လုပ်လိမ့်မယ်ဆိုတာကျွန်တော်တို့စောင့်ကြည့်ရပါပါအဲ့တော့ သူတို့ကတော့တခါလာရင်စိုးရင်နဲ့အထူးစိုးရင်နဲ့ပူပြီးစိုးရင်နဲ့အလေးအနက်စိုးရင်နဲ့ဆိုတာစိုးရင်မှုမြောင်များစွာနဲ့တုံ့ပြန်လေးရှိပါတယ်အဲ့တော့ဒီတစ်ခေါက်လဲကုလသမဂ္ဂကဘာဘလို့ပုံစံမျိုးနဲ့စိုးရင်ဦးမလဲဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရခိုင်ဘက်ကသတင်းမှာရခိုင်ပြည်မှာအေအေကတိမ့်ပိုက်ထားတဲ့မင်းပြမြို့နယ်ဒီခမရ380တန်ရင်ကိုအကြမ်းမဆက်ရှုံးကောင်စီကလေးနဲ့ဘုံကျဲတိုက်ခိုက်တဲ့အတွက်ထိခိုက်ပျက်စီးမှုတွေများကြောင်းဒေသသတင်းမြစ်တွေကပြောဆိုပါတယ်ခင်ဗျာ ဇွန်လ19ရက်နေ့ဒီညင့်ချိန်ပေါ့နော်ညပိုင်းမှာ17နိုင်ဝန်းကျင်လောက်မှာမင်းပြအနီးအရင်တော့ဆက်ရှုံးကောင်စီထမ်းချပြီးတော့နေထိုင်ခဲ့တဲ့380တန်ရင်အနီးတစ်ဝိုက်ကိုဆက်ရှုံးကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့မင်းပြမြို့ခံတွေကပြောပါတယ်မင်းပြမြို့ခံဒေသခံတဦးကမင်းပြ380တန်ရင်အနီးတစ်ဝိုက်ကိုမနေ့က Jet Fighter နဲ့ဘုံကျဲခဲ့တယ်အထိခိုက်ပျက်စီးတော့ရှိတယ်လို့သိရတယ်သေဆုံးမှုတော့မသိရသေးဘူးတရင်အတိအကျရဖို့ခက်ခဲတယ်ဆိုပြီးပြောဆိုတာကိုလည်းတွေ့ရပါတယ် ဒါပြင်စရှုံးကောက်စီကတိုက်လေရင်နဲ့ပေါတုံးမြို့နယ်ကကြေးရွာတချို့ကိုလည်းဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီခြေနေနဲ့ပတ်သက်ပြီးတော့ထိခိုက်မှုအခြေအနေတွေကိုတော့ဆက်ပြီးတော့စုံစမ်းနေဆဲဖြစ်ပါတယ်ခင်ဗျာဒါကတော့ရခိုင်ဘက်မှာတွေ့ရတဲ့သတင်းပါ Okay ပါအဲ့တော့ A ကတော့ကြောက်ဖြူမြို့ကိုဒုစစ်စင်တိုက်ခိုက်နေရမှာမနေ့ကလည်းကျွန်တော်တို့သတင်းကောင်းတစ်ပုဒ်ကြားသိခဲ့ရပြီးဖြစ်ပါတယ်ဒါကတော့ဒီရက်တရင်32ရက်ကာကင်းစခန်းကိုတိုက်ခိုက်ရမှာအချမ်းဘတ်စရှုံးကောက်စီတပ်ဘက်က90လောက်သေဆုံးပြီးတော့ ဒီစစ်တုံးမန်းတွေလည်းဖမ်းဆီးရမိထားတဲ့ရုပ်ပုံတွေကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ဒါကရခိုင်ဘက်ကသတင်းတွေပါ။နောက်ထပ်သတင်းကတော့ ARD တိုင်းဘက်ကသတင်းပါ။ ARD တိုင်းပန်းတန်တော်မြို့နယ်မှာစစ်မှုထမ်းမဲပေါက်သူတွေထွက်ပြေးသွားလို့အင်တောင်စုစင်းရင်တောင်းပြီးကြမ်းရှိတဲ့လူတွေကိုဖမ်းဆီးသွားခဲ့တဲ့ဖြစ်စဉ်ဂျွန်လ19ရက်နေ့မှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့တော့ဒီရွန်းတော်အုပ်စုတဲကညောင်တရားကျေးရွာရွာသားကြီးကျေးရွာနဲ့ကံစုကျေးရွာတွေမှာစစ်မှုထမ်းမှုအတွက်မဲပေါက်ခဲ့တဲ့သူတွေဟာထွက်ပြေးလွတ်မြောက်သွားတာကြောင့် မြို့နယ်အုပ်ချုပ်ရေးကောင်စီကအိမ်တော်စုစီးရင်နေတောင်းပြီးဂျန်ရှိတဲ့သူတွေကိုလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်အဲ့တော့ညောင်တရားကြေးရွာရွာသားကြီးကြေးရွာနဲ့ကန်စုကြေးရွာကလူတွေတရွာကိုဆက်ရောက်နှုံးနဲ့ခေါ်သွားတာဝဲတောင်အုပ်စုမှလည်း၅လပိုင်း22ရက်နေ့ကမဲပေါက်တဲ့အယောက်30ကိုရွာလူကြီးပိုင်းကဒီပတ်စံဒီ350ပေးပြီးတော့ရွာသားတွေကိုမခေါ်ဖို့အထက်ကိုပြောပေးခဲ့တာအခုလာမဲ့9လပိုင်းကြာရင်တော့အဲ့ဒီဝဲတောင်အုပ်စုတွေကအသက်16နှစ်အထက်လူငယ်တွေကိုသူတို့လိုသလောက် ခေါ်သွားမယ်လို့ဒီမြို့နယ်ကရွာလူကြီးကိုပြောထားတယ်ဆိုပြီးတော့အဲရွာကန်တူးကလည်းပြောဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်အစူကြီးအုပ်စုတဲကရွာတွေမှာလည်းတအိမ်ကိုစစ်မှုထမ်းမှုအတွက်တလကို3000အထိလာစင်ကောက်နေပြီးရွာသားတွေကအရက်ဝတ်နဲ့ရွာတိုင်းကလူငယ်တွေကိုဒီလိုက်လံဖမ်းဆီးနေပေမဲ့ကြေးရွာအုပ်ချုပ်ရေးမှုတွေကမသိတယ်လို့နေနေကြတယ်လို့လည်းသိရပါတယ်အဲ့တော့ ဆက်ရှုံးကောင်စီရဲ့လက်အောက်မှာတိုက်ပွဲတွေပါတဲ့ဒေသတွေလှုပ်ရှားမှုတွေတိတ်မဖြစ်တဲ့ဒေသတွေမှာဆိုလို့ရှိရင်ပို့ပြီးတော့ဆက်ရှုံးကောင်စီကနိုင်ထက်စီးနေပြုတယ်ရရဲ့တရင်သွာလာပြီးတော့စစ်မှုထမ်းဖို့ကိုဟိုအလေးပေးပြီးတော့လှုပ်ဆောင်ကြတယ်ကျွန်တော်တို့သတိထားမိမယ်ထင်တယ်ဒီဘကိုးတိုင်းနောက်ချမ်းမှာဆိုလို့ရှိရင်အရင်လပိုင်းကာလတွေမှာစစ်မှုထမ်းမှုကိစ္စတွေကခက်စိတ်စိတ်လေး ဖြစ်လာတာတွေအခေါ်ခံရတာတွေပတ်စံနဲ့ရွေးရတဲ့ကိစ္စတွေလမ်းသွားလမ်းလာဖမ်းဆီးခံရတဲ့ကိစ္စတွေကျွန်တော်တို့တွေ့မြင်ရတယ်ဒီနောက်ပိုင်းမှာအဲ့ဒီအုပ်ကြီးတွေပြူစောထီးတွေစစ်မှုထမ်းမှုအပူတပြင်းလှုပ်ဆောင်ပေးနေတဲ့ထောက်တိုင်တွေကိုရှင်းလင်းမှုတွေခက်စိတ်စိတ်လှုပ်လာနိုင်တဲ့အခါမှာအဲ့ဒီတရင်တွေကညော့လာတယ်တိုက်ပွဲအခုပေါင်းနေတို့နောက်တစ်ခါဒီအုပ်ဖို့တို့ဒီရန်ကုန်ပြည်လမ်းတကြောမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်လာတဲ့အခါမှာစေအိုးစေအိုးစုကအရင်လိုမျိုးအဲအလို့တကြီးနဲ့အရေးတဝင်းလာပြီးတော့ စစ်မှုထမ်းကိစ္စတွေကိုမပြောရဲဘူးဆိုလိုချင်တာကအဲ့တော့ငြိမ်နေမယ်ငြိမ်ခံနေမယ်လှုပ်ရှားမှုဘာမှမရှိဘူးတုံ့ပြန်တာတော်လန်တာမရှိတဲ့ဒေတာတွေမှာဆိုရင်တော့ပို့ပြီးတော့ဖိနှိပ်မှုကိုခံရမယ်ပို့ပြီးတော့ဒီကောင်တွေရဲ့ရက်ဆက်မှုကိုခံရမယ်ဆိုတော့ကျွန်တော်တို့သုံးသပ်ကြည့်လို့ရပါတယ်အဲ့တော့ AOE တိုင်းထဲမှာတအားငြိမ်ခံနေလားလှုပ်ရှားမှုတွေမရှိဘူးလားဆိုတော့မဟုတ်ပါဘူးလှုပ်ရှားမှုတွေရှိပါတယ်အဲဒီလှိုင်းလုံးလှိုင်းလုံးနေနဲ့အေအေနဲ့အတူဒီ AOE တိုင်းဘက်ကိုထိုးပေါက်ပြီးတော့ဝင်ရောက်နေတဲ့တပ်ဖွဲ့တွေရှိပါတယ်ဒါပေမဲ့ပြည်သူတွေကလည်း ကိုရိုက်ပါကိုအစုအဖွဲ့ကိုဒီနေမှာတော့ဒီလိုမျိုးလှူရှာမှုတွေလုံနိုင်မယ်ဆိုလို့ရှိရင်ဒီဒုက္ခတွေကပို့ပြီးတော့ကင်းဝေးနိုင်လိမ့်မယ်လို့အဲသုံးသပ်ကြည့်ခြင်းဖြစ်ပါတယ်အဲ့တော့ဒါကဒီကနေ့ညပိုင်းမှာထူးထူးခြားခြားတွေ့မြင်ရတဲ့တရင်တွေကိုကျွန်တော်ဝေယံကဝိုင်းတော်သားတွေနဲ့အတူစုစည်းပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုယ်စိတ်နှပြချမ်းမှချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့တရင်ဖြစ်စဉ်လေးနဲ့တူကျွန်တော်တို့မနက်ဖြန်မနက်ခင်းမှာ 变了一对吧？麦克娘。 that hit the sea. Say just what I do me. Chose a text on me. Clarity on Zoom to a that we base at me. How he goes he tell you at me. Sara kuni pe ma kaura le pe ni. Ye in tre ta pi pi ta ti de sa ni. Yen du ana ju nya che mo mi ke ni. Nyen ti nya ne swe che ti ni. ယုံကြည်သည်ဘာမတိဒီလိုကမွေးတဲ့အောင်စီးသည်တိုက်ပွဲတိုင်းလဲတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ကိုကြည့်လက်သက်ပေးကြတရေကောင်းပေါင်းလို့သည်တိုင်းပြည်ပြည်စပ်ပြေကြကတိပြုသစ္စာတိဒီလူလူအပေါင်းဤစံသာပြရမည်

ိတ်တဆွမ်းအတူညီစိုးစားပြတ်ကြော်မီဖယ်ရယ်ပြည်တော်စုအတွက်အသက်သွေးပေးဆက်မီဒါဝင်ကိုစီထဲရွေးကြမီစာရာကူညီပေးမှာထာဝရလက်တွေညီရဲ့ရင်သွေးတော့ပြီးပြီးတက်တိသစာညီရှင်သူအားလားယူမြခြေမုံမြခြေမီမြန်ပြညာနဲ့ဆွဲပြည့်စီညီ有几滴。

စတိဒါကတိပြုသစ္စာတိဒီလူဘောင်းတိစံသာပြရမည်နိုင်ငံတော်ကိုသူစစ်ချမည်